ဘာကြောင့်ကြောက်လို့တာလဲအောင်မြင်ခြင်းလို့ဟုတ်ပြီဘာကြောင့်ကြောက်လို့တာလဲချမ်းသာခြင်းလို့ဟုတ်တယ်ကိုယ့်ရဲ့ယီမန်ချက်ကပါလဲကြောက်လို့တာကြောက်လို့တာလဲယီမန်ချက်တော့ရှိရမှာနော်ဘာကြောင့်ကြောက်လို့တာလဲအောင်မြင်ခြင်းလို့ဟုတ်ပြီဘာကြောင့်ကြောက်လို့တာလဲချမ်းသာခြင်းလို့ဟုတ်တယ်ဒါလည်းဒါရိုးသသာပုံမလေးလေးဝင်ခမ်းပါပါလေကိုကိုစိတ်ထဲမှာရှိတဲ့အကြောင်းရကျွန်တော်လည်းပဲကြောက်လောကကိုချမ်းသာခြင်းလို့ရောက်လာတာအဲ့တော့ဒီနေ့ကကျွန်တော်ချပြမှာကျွန်တော်ရဲ့ဘဝအတွေ့အကြုံလေးချမ်းသာ ပို့ရန်အတွက်နီးလန်းနေကျွန်တော်ချပြပါမယ်ကြောက်လောကမှာချမ်းသာခြင်းတို့အခုရောက်လာပါဘောနော်သင်တန်းလက်တက်တယ်ပြီးရင်ကြောက်လောကမှာလုံးမချမ်းသာခြင်းလဲဆိုရင်လက်ထောက်အဲဟုတ်ပြီโอเคကျွန်တော်လည်းရည်မှန်းချက်တူသွားပြီနော်တရားကြီးတွေကမချမ်းသာခြင်းမဟုတ်ကဲ့နော်ကျေးဇူးတင်တယ်တကယ်ကျွန်တော်လည်းပဲဒါရိုးသားဝန်ခံတာပဲရိုးသားဝန်ခံတာပဲကိုယ့်ကိုယ်ကိုလည်းငါဘာလို့ကြောက်လောကတွေရောက်လာလဲငါချမ်းသာခြင်းတို့ရောက်လာကျွန်တော်တို့စကပုံလေးတခုကြောက်လောကတွေကိုလာတာခုနကပြောတဲ့အရင်နှီးမပါဘူးအပေါင်းအသင်းမရှိဘူး ောက်ပညာမတက်ဘူးဆိုပေမဲ့ကျွန်တော်မှာပါလာခဲ့တဲ့အရာတခုရှိတယ်။သိလာခဲ့တဲ့အရာတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကြောင်းနဲ့မြင်းဇိုးစင်းတိကထမင်းဝါရီတဲ့ကျွန်တော်အဲ့ဒါလေးကိုတော့ပါခဲ့တယ်သိခဲ့တယ်။ပြန်ရွေးကြည့်ပါဦးအဲ့ဒါလေးပါတဲ့။ကျောင်းနဲ့မြင်းဇိုးစင်းတိကထမင်းဝါရီတဲ့အဲ့စကပုံလေးပဲကျွန်တော်မှာပါခဲ့တယ်တခြားဘာမှမသိဘူးပြောချင်တာလုံးလုံးမရဘူးလား ကိုဖြစ်ရှင်တာတွေကိုရဲ့ရည်မှန်းချက်တွေပြည့်ဝအောင်လုပ်လို့ရတယ်ဒါလေးကိုပထမဆုံးအနေနဲ့ပြောချင်တယ်เนาะ